မောနေပါနေ့စဉ်မနေ့ဒေသနာစီစဉ်ကနေအားလုံးကိုယေရှုနာမနဲ့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မနေ့မှာအားလုံးနဲ့ဝေငှခွန်အားပေးတိုက်တွန်းခြင်းနဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့ယုံကြည်သူခရိယန်သားသမီးကျင့်ဝတ်အပိုင်း၈ဖြစ်ပါတယ်ဒီရှိရမြောက်နေ့မှာအားလုံးနဲ့ဝေငှခွန်အားပေးခြင်းနဲ့အဓိကအချက်ကတော့မိဘတွေကိုအမြဲတမ်းစုတောင်းပေးပါဆိုမှခွန်အားပေးခြင်းပါတယ်အခြေပြုခြင်းတကြံအရင်ဖျောက်အောင်နော် ရှင်ရကုတ်ဩဝါဒစာခန်းကြီး9အငယ်16ဖြစ်ပါတယ်။အချင်းချင်းတယောက်နဲ့တယောက်ကိုအပြစ်ကိုဖော်ပြတောင်းပန်ကြလော့။ချမ်းသာရမည်အကြောင်း အချင်းချင်းတို့အဖို့ဆုတောင်းကြလော့။သူတော်ကောင်းဆုတောင်း၍အရှိန်ကြီးသောပတ္ထနာသည်အလွန်တကိုးပါ၏။ချစ်တော်ညီကိုမောင်မားတို့။တမန်ကျင်းစာထဲမှာကျွန်တော်တို့ကိုအချင်းချင်းတယောက်ကိုတယောက်ဆုတောင်းပေးကြပါတဲ့။ ဒါကြောင့်လဲဟိုရှိတလောမှာကျွန်တော်တို့တရားဟောတဲ့အထဲမှာမိပါလို့တဲ့သူကသားသမီးကိုအမြဲတမ်းဆုတောင်းပေးဖို့ကျွန်တော်ခွန်အားပေးခဲ့တယ်။ဆိုတော့ဒီကနေ့သားသမီးကျင်းဖို့အထဲမှာလဲကျွန်တော်သားသမီးတွေကိုခွန်အားပေးချင်တာတခုကတမာကျင်းစာအားဖြစ်ပေါ့နော်။မိဘတွေကိုအမြဲတမ်းဆုတောင်းပေးပါ။ဖတ်ပြောမယ်နော်။ တင်မီပါအသက်ရှင်သေးတယ်ဆိုရင်တင်မီပါကိုအမြဲတမ်းဆုတောင်းမေတ္တာပို့ပါတို့ရဲ့လိုအပ်ချက်ကိုဆုတောင်းပေးပါတို့ကျမ်းမာဖို့ဆုတောင်းပေးပါအာတို့အဆင်ပြေဖို့ဆုတောင်းပေးပါတို့အန်တီရဲ့ကင်းရှင်းဖို့ဆုတောင်းပေးပါတို့ပျော်ရွှင်ဖို့ဆုတောင်းပေးပါဆုတောင်းပေးခြင်းကကျွန်တော်တို့တို့လှုပ်ပေးနိုင်တဲ့အလွယ်ကူဆုံးနဲ့အကောင်းဆုံးယေရှုဆက်ခြင်းတစ်မျိုးပါပဲဆုပဲတောင်းပေးရင်ရပြီတခြားဘာမှလှုပ်ပေးစရာမလိုဘူးလို့တော့ပြောနေတာမဟုတ်တော့ တခြားလှုပ်ပေးရမယ့်အရာတွေလည်းအများကြီးရှိတယ်ကျွန်တော်ရှေ့မှာလည်းအများကြီးပြောပြီးပြီအခုတားသမီးကျင်းဖို့ရှစ်ခုမြောက်မှာပေါ့နော်အဓိကပြောချင်တာကစုတောင်းပေးဖို့လည်းမမေ့ပါနဲ့တချို့တားသမီးတွေကမိဘကိုယိုသေးတယ်လှုပ်ကြွေးတယ်ပြုစုကြွေးမွေးတယ်ဆိုပေမဲ့စုတောင်းပေးဖို့မေ့နေတယ်နော်ကျွန်တော်ပြောမယ်စုတောင်းပေးဖို့မမေ့ပါနဲ့ဘာလို့လဲဆိုတော့စုတောင်းပေးခြင်းကကိုမလှုပ်နိုင်တဲ့အရာတွေကိုဖရာသခင်ကလှုပ်ပေးมาဖြစ်ပါတယ်ဟာလေလုယာ ကျင်းဆောင်မှာပြောတယ်လေဘလို့ပြောလဲဆိုတော့သူတော်ကောင်းစုတောင်း၍အရှင်ကြီးတော်ပတ္ထနာဒီအလွန်တကိုးပါ၏တဲ့ဒီကျင်းချက်ကိုမူရင်းလေ့လာမယ်ဆိုလို့ရှင်ဖြောင့်မတ်တော်သူတွေရဲ့စုတောင်းခြင်းကတကိုးကြီးတယ်လို့ဖော်ပြချင်တာဖြောင့်မတ်တော်သူဆိုတာဘာတူလဲသခင်ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်တဲ့သူလေကယ်တင်ခြင်းရထားတဲ့သူတွေကိုပြောတာကိုလှုပ်နိုင်လို့ကိုကောင်းနိုင်လို့ဖြောင့်မတ်တာတော့မဟုတ်ဘူးဒါပေမဲ့ ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်လက်ခံယုံကြည်တဲ့သူတိုင်းဟာဖခင်သခင်ရဲ့အမြင်မှာ ဖြောက်မှတ်တော်သူတွေဖြစ်တဲ့အာမင်ဒါကြောင့်ကျွန်တော်တို့ယေရှုခရစ်တော်နာမအားဖြင့်မိဘတွေကိုဆုတောင်းပေးခြင်းဟာတကူပါတယ်ဆိုတာမမေ့ပါနဲ့မိဘတွေကပဲတားသမီးကိုဆုတောင်းပေးလို့ရတာမဟုတ်ပါဘူးတားသမီးကလည်းမိဘတွေကိုအမြဲတမ်းဆုတောင်းပေးလို့ရပါတယ်ကျင်းစာထဲမှာအဲ့လိုဖော်ပြတယ်လေကယ်တင်ခြင်းရပြီးတော့မှ ဖြောင့်မတ်တော်သူလို့တတ်မှတ်ခံရတဲ့သူတွေရဲ့ဆုတောင်းခြင်းဟာအင်မတန်တကိုးပါတယ်တဲ့။ဒါကြောင့်ချစ်တော်သားသမီးတွေကျွန်တော်ပြောမယ်နော်။သင်မိဘကိုဆုတောင်းပေးဖို့ဘယ်တော့ဘယ်တော့မှမမေ့ပါနဲ့။အာငါဆုတောင်းတန်ရတော့ငါအမေငါအဖေမှာဘာမှမတက်ရောက်နိုင်ပါဘူးလို့အထင်မသေးမိပါနဲ့။သင်ရဲ့ဆုတောင်းတန်က အားကြီးတဲ့တကိုးပါတယ်ဆိုတော့မမေ့ပါနဲ့။ Okay နော်။ တကယ်လို့တင်ကိုယ်တိုင်အားငယ်တယ်လို့ခံယူတယ်ဆိုလို့ရှိရင်တော့အားကြီးတဲ့အမှုတော်ဆောင်ယုံကြည်ချင်းကောင်းတဲ့အမှုတော်ဆောင်တွေကိုရှာပြီးတော့မှတင်မီပါရဲ့နာမည်ကိုပြောမှဆုတောင်းခိုင်းပါဆရာကြီးကျမအဖေကိုဆုတောင်းပေးပါဆရာကြီးကျမအဖေမေကိုဆုတောင်းပေးပါကျွန်တော်အဖေမေကိုဆုတောင်းပေးပါဆိုမှနာမည်ပြောမှအမှုတော်ဆောင်တွေကိုတွိုင်းမှအကူအညီတောင်းပါသူတို့ဆုတောင်းပေးမယ်ဘယ်လိုပဲဖြစ်ပါစေတင်ကိုယ်တိုင်ဆုတောင်းပေးလို့ရတယ်လို့တင်ကိုယ်တိုင်အားငယ်တယ်လို့အားနည်းတယ်လို့ထင်နေတယ်ဆိုရင်ယုံကြည်ခြင်းအားကောင်းတဲ့သူတွေကိုခေါ်ယူမှဆုတောင်းခံလို့ရပါတယ် အဓိကတုံတင်ချင်တာတော့မိဘတွေကိုစုတောင်းပေးဖို့မမေ့ပါနဲ့ဘာလို့စုတောင်းပေးရမှာလဲမိဘတွေကိုအင်မတန်ရိုးရှင်းပါတယ်မိဘတွေကိုကြမ်းပါစေချင်လားမိဘတွေကိုအန်ဒီကင်းရှင်းစေချင်လားမိဘတွေကိုပျော်ရွှင်စေချင်လားမိဘတွေကိုငြိမ်သက်ချမ်းသာစေချင်လားစုတောင်းမေတ္တာပို့ပါယေရှုခရစ်တော်နာမအားဖြင့်ခမည်းတော်စီမှာတင်ပြပါ ကိုကိုးကွယ်တဲ့အသက်ရှင်တဲ့ ဆက်ကြရာမိုးမြေကိုဖန်ဆင်းတဲ့အနန္တတကူနဲ့ပြည့်စုံတဲ့ဖရာသခင်စီမှာတင်ပြပါ ပြောပြပါမိဘတွေအတွက်မေတ္တာပို့တာပါဒါဆိုရင်တင်မိဘတွေတင်ရဲ့ဆုတောင်းတန်အားဖြင့်ဖရာသခင်ကသူတို့ကိုကောင်းချီးပေးမယ်ကျမ်းမာချင်းပေးမယ်ငြိမ်သက်ချင်းပေးမယ်အန်ဒီယကင်းရှင်းစေမယ်ကျမ်းချက်တစ်ချက်ဖတ်ပြအောင်မယ်နော်အဲ့ဒါကတော့တိမောသေဩဝါဒစာပထမစာဆောင်ခန်းကြီး1အငယ်1ကနေ3ဖြစ်ပါတယ်ကျွန်တော်ဖတ်မယ်နော် ငါတို့ဒီဖျားဝုန်း၌မွေလျောခြင်းလျောက်ပတ်စွာကြင့်ခြင်းအမျိုးမျိုးကိုပြု၍ငြိမ်ဝတ်စိတ်ညံစွာနေရမည်အကြောင်းရှင်ဘရင်မဆ၍မင်းအာနာရှိတော်သူ အပေါင်းတို့နှင့် လူအမျိုးမျိုးတို့အဖို့ဆုတောင်းပတ္ထနာပြုခြင်းမေတ္တာပို့ခြင်းကျေးဇူးတော်ကိုချီးမွမ်းခြင်းကိုရှေးဦးစွာပြုစေခြင်းကငါတိုက်တွန်းသွေးဆောင်၏အကြောင်းမူကားထိုတို့တို့အမှုသည်ကောင်းသောအမှုဖြစ်ငါတို့ကိုကယ်တင်တော်မူသောအရှင် ဖယားသခင်နှစ်သက်တော်မူသောအမှုလည်းဖြစ်၏ချစ်တော်ညီကိုမောင်တော်တို့ကျွန်တော်ခရစ်ယုံကြည်သူတွေကိုလေတမန်ကျင်းစာကအခြားသူတွေဖို့ဆုတောင်းပေးဖို့အတန်တန်မာထားတယ်ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့လူလူချင်းကိုဆုတောင်းပေးရမှာဖြစ်တယ်လို့ရှင်ဘရင်မဆမင်းအာနာရှိတဲ့သူတွေနော်သူလိုအပ်မှုကိုတင်တွေ့တယ်ဆိုရင်အဲ့ဒီလိုအပ်မှုကိုဘုရားသခင်စီမှာတင်ပြပါဘုရားသခင်ကစီရင်တင့်တာစီရင်မယ်ပြုပင်ပေးတင့်တာပြုပင်မယ်ပြောင်းလဲပေးတင့်တာပြောင်းလဲမှာပဲ ်ဆုတောင်းပေးဖို့ကတင့်တာဝန်ပဲဆုတောင်းတိုင်းမှာမေတ္တာတစ်ခုပဲပို့လို့ရတာမဟုတ်ပါဘူးတကယ်လို့ကိုဆုတောင်းပေးမဲ့တဖက်သားကစိုးနေတယ်ဆိုရင်လေဘုရားသခင်ကပြုပြင်ပေးမယ်ဆုံးမတင့်ရင်လေဘုရားသခင်က ဆုံးမမယ်စီရင်တင့်ရင်လေဘုရားသခင်ကစီရင်မယ်မင်းအာနာရှိတဲ့သူတွေเนาะကျွန်တော်တို့မိဘတွေเนาะကျွန်တော်တို့တငယ်ချင်းတွေမိသားစုဝင်တွေကျွန်တော်တို့ဆရာသမားတွေကျွန်တော်တို့ရဲ့တပတ်သားเนาะကျွန်တော်မိမကျွန်တော်ယောက်ျားကျွန်တော်သားသမီးအကုန်လုံးအတွက်ဆုတောင်းပေးလို့ရတယ ဒီနေ့ကတော့အဓိကမိဘတွေကိုဆူတောင်းပေးဖို့ပြောတာပေါ့နော်။ဥမာမိဘတွေထဲမှာတင်မကြိုက်တဲ့အရာတွေရှိပါသလား။ဖယားသခင်မကြိုက်တဲ့အရာတွေမိဘတွေလုပ်နေတဲ့သူရှိပါသလား။ဥမာမိဘတွေကအရက်သေးစာတောက်တုံးမှမိုးရစ်နေတဲ့မိဘတွေရှိတယ်ဆိုရင်အဲ့ဒီမိုးရစ်စည်းဝါးကနေလွတ်မြောက်ဖို့ရန်အတွက်အမြဲတမ်းဆူတောင်းပေးပါ။ဥမာမိဘတွေကတအားဆဲဆိုရိုင်းဆိုင်တက်တဲ့မိဘတွေရှိတယ်ဆိုရင်အဲ့ဒီကနေလွတ်မြောက်ဖို့ရန်အတွက်အမြဲတမ်းဆူတောင်းပေးပါ။မိဘတွေဘာလိုအပ်ချက်ရှိလဲ။သူတို့ရဲ့လိုအပ်ချက်ကို ဘုရားသခင်စီမှာတင်ပြိုင်မှာဆုတောင်းပေးပါကျမ်းမှာချမ်းသာဖို့နဲ့ငြိမ်သက်ခြင်းရဖို့အန်ဒီယကင်းရှင်ဖို့ဆုတောင်းလို့ရတယ်လို့ဘုရားသခင်အလိုတော်နဲ့မညီဘဲနဲ့အသက်ရှင်နေတဲ့မိဘတွေကိုလည်းဘုရားသခင်ပြုတ်ပြင်ပေးဖို့စီရင်ပေးဖို့ဆုံးမပဲ့ပြင်ဖို့တားသမီးလုပ်တဲ့သူကဘုရားသခင်စီမှာတင်ပြလို့ရတယ်ဆုတောင်းပေးလို့ရတယ်ဒါမှဒါလင်းကျွန်တော်တို့မိသားစုတင်းမြတ်မယ်စီလုံးမယ်ตายาပြောရွှင်မဲ့အေးချင်းစွာအသက်ရှင်ရမယ်။ဟာလေလုယာ။နားလေပါစေနော်။ညီကုံချုပ်ရအောင်နော်။ ဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်ကမိဘတွေကိုအမြဲတမ်းနာမည်ခေါ်ယူမှဆုတောင်းပေးပါ။ဆက်ပြောမယ်နော်။မိဘအသက်ရှင်သေးလား။အသက်ရှင်သေးလား။အသက်ရှင်သေးတယ်ဆိုရင်တင်မိဘရဲ့နာမည်ကိုခေါ်မှအမြဲတမ်းဆုတောင်းပေးလား။ comment ထဲမှာမှန်သွားကြည့်လိုက်။မိဘကိုအမြဲတမ်းဆုတောင်းပေးတဲ့သူရှိလား။မိဘအသက်ရှင်သေးရင်ပြောတာနော်။မိဘဆုံးသွားတယ်ဆိုလို့ရှိရင်တော့ဟိုအမျိုးထဲမှာအသက်ရှင်နေသေးတဲ့ ကျွန်တော်တို့အမျိုးထဲကလူကြီးတွေအတွက်နော်ဥမာအကိုကြီးအမကြီးနော်အာကျွန်တော်တို့ဦးလေးအတော်နော်အဖိုးအဖွားအသက်ရှင်နေတဲ့သူကိုနာမည်ခေါ်မှဆုတောင်းပေးပါမိဘတွေအသက်ရှင်နေသေးတယ်ဆိုလို့ရှိရင်တော့အဲ့ဒီမိဘတွေကိုနာမည်ခေါ်မှဆုတောင်းပေးပါအခုနားထောင်နေတဲ့သူကျွန်တော်မေးချင်တယ်မိဘကိုဆုတောင်းပေးကြလားโอเคဆုတောင်းပေးကြလားကွန်မန့်ထဲမှာမှန်သွားကြည့်နော်မိဘကိုဆုတောင်းပေးနေတယ်ဆိုရင်ဘုရားသခင်ကောင်းချီးပေးပါစေတကယ်ဘုရားသခင်ကောင်းချီးပေးမှာတင်မိဘကိုလည်းဘုရားသခင်တင်ဆုတောင်းတဲ့အတိုင်းကောင်းချီးပေးမှာအာမင် ်ဒါပေမဲ့မိဘကိုစုမတောင်းပေးဘူးဘူးဆိုရင်အခုကနေစုတောင်းပေးပါတချို့သားသမီးတွေကမိဘနဲ့ဟိုစကားများယံဖြစ်ထားတဲ့အတွက်ဟိုစုတောင်းပေးဖို့နေနေတတတတိတော်မရအောင်တတိရလိုက်တာနဲ့ဟိုဘာလဲစိတ်စိတ်စိတ်ခံစားမှုကသိုးတက်လာပြီဒီလိုမျိုးအခြေအနေမှာဆိုပူစုတောင်းတင်တယ်လေနော်တကယ်လို့တင်မိပါကဘုရားသခင်အလိုတော်နဲ့မကိုက်ညီပဲလုပ်နေတယ်ဆိုရင်အဲ့ဒီအရာကိုလည်းဘုရားသခင်စီမှာတင်ပြပါဆူတောင်းပေးပါ ဘုရားသခင်ကတင်တို့ကိုတင်းမြဲစေမယ်ဘုရားသခင်ကတင်းမိပောက်ကိုပြောင်းလဲနိုင်တယ်လို့တင့်ကိုလည်းပြောင်းလဲပေးနိုင်ပါတယ်။အာလေလုယ။နားလေပါစေနော်။ဒါကြောင့်မိဘကိုအမြဲတမ်းဆုတောင်းပေးပါလို့ခွန်အားပေးနေနှီးကုံချုပ်ပါတယ်။အတူတူဆုတောင်းရအောင်။ယေရှုတော်ချီးမွမ်းတဲ့ကိုတော့ဒီကနေ့မနက်မှလည်းကျွန်တော်တို့နှုတ်ကပတ်တော်အားဖြင့်မိဘကိုအမြဲတမ်းဆုတောင်းပေးရမှာဖြစ်ကြောင်းမိဘလှုပ်ရက်တွေတမန်တရားနဲ့မကိုက်ညီဘူးဆိုရင်လည်းကျွန်တော်တို့ဒီဘုရားသခင်ကိုတင်ပြပေးရမှာဖြစ်ကြောင်း ဘုရားသခင်စီရင်ပေးဖို့ပြုပြင်ပေးဖို့ဆုံးမပေးဖို့လမ်းပြပေးဖို့ကျွန်တော်တို့ဆုတောင်းပေးရမှာဖြစ်ကြောင်းနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ခွန်အားယူရပါတယ်ဂျေဇုတင်တဲ့ကိုတော့အတ္တတာထဲမှမိဘတွေကိုအမြဲတမ်းဆုတောင်းပေးတတ်တော်တာသမီများဖြစ်ခွင့်ပေးပါမိကြောင်းဂျေဇုတော်ချီးမွမ်းနဲ့ဆုတောင်းတဲ့အခါမှာကေတင်ပန်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖဖရားအာမင်အရောက်ချင်းစီတိုင်းကိုဖျားရှင်ကောင်းချီးပေးပါစေတော့